။မြွေများအားလုံးပဲမင်္ဂလာပါရှင်။အခုဆက်လက်တက်ဆက်ပေးမယ့်ဇလံလေးကတော့စာရေးသူညတ်တော်မောင်ရှိသားထားတဲ့ကျွာစည်းဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်။စာရေးသူကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်။မြွေများခန်းစားနာဆင်ပေးကြပါအောင်ရှင်။ းစည်းပုံမှန်တန်တွေချက်ချင်းညံ့နေတယ်။လူကြီးသူ့မှာလူပြုတ်အပြုတ်ကလေးမကြံတန်းစီချောင်းနေတဲ့လူတိုင်းကြီးမှာမျက်စိတက်ဆုံး။အိုးစည်းပုံတန်တွေမှာလူတိုင်းကြီးမှာထွက်ပေါက်နေခြင်းဖြစ်ပြီးတစောင်းမုံလာရဲ့ဗုဒ္ဓဘာသာအစဉ်လာကထိန်လက်ဝဲတစ်ခုဖြစ်ကြောင်းမြင်သူတိုင်းသိတယ်။ကထိန်ခင်လူတိုင်းကြီးရဲ့ခြေမှာကြွယုတ်ကြီးနှစ်ယောက်အိုးစီပုံမောင်းတက်များနဲ့ စိတ်ချညစ်စွာကခုန်နေ။ကဲချွေမိုးနဲ့ငွေမိုးကျွာတော်ချင်းကိုဝင်ပြီးခွင့်တောင်ကြတော့ကြမယ်။ကထိန်ပွဲကိုဦးစီးနေတော့ဖျားလူကြီးဦးသိန်းအောင်ရဲ့တမ်းမှာလော့စပီကာမှကြက်လန်စွာထွက်ပေါ်လာခဲ့တယ်။ချွေမိုးနဲ့ငွေမိုးမှာကြော်ရုပ်ကြီးနှစ်ယောက်ရဲ့အမိဖြစ်တယ်။ဦးသိန်းအောင်ရဲ့တန်ကိုကြားတော့လဲချွေမိုးအမိရဲ့ကြော်ရုပ်တွင်ခေါင်းနှိုက်ကနေတော့ခင်ဝင်းမှာဂယုမဆိုင်ဘူး။ ရွာတော်ရှင်နဲ့နန်ကိုကြော်ပြီးတော့စက်ကသွားတယ်။ချွေမိုးကရှေ့ကကြော်သွားတော့ငွေမိုးကလည်းနောက်ကလိုက်ပြီးနန်နန်ကိုကြော်သွားရတယ်။အနောက်ကလူတွေမှာချွေမိုးနဲ့ငွေမိုးနောက်ကိုဆက်လိုက်သွားပြီးတော့ရွာထဲဝင်ခဲ့တယ်။ကထိန်ခင်းလက်လျင်မမီးရွာမှာသာမကပဲတခြားရွာကိုဝင်ရင်ရွာတော်ရှင်နဲ့နန်မှာကြော့ပြီးတော့ဝင်ခွင့်တောင်းရသည်မှာထုံးစက်မယ်။ ရှိုးရနှစ်ခုကိုးခွက်တဲ့သူများရဲ့အိမ်ဒီမှာနှစ်ဆင်ရှိရင်နှစ်ကလေးမဲ့တော်နှစ်ခုကတော့ရမှာချိတ်ဆင်လာပဲဒီကောင်ခင်ဝင်းတော့မူးနေပြီလားမသိဘူးကြောင်းပြန့်ရောက်မှဆရာတော်နဲ့တိုက်မယ်တင့်နေဦးသိန်းအောင်မှာကထိန်ပွဲ၌စုညံစုညံမဖြစ်စေလို့လို့ဘာမပြောတော့ဘူးချွေမိုးနဲ့ငွေမိုးကြွယုံနှစ်ယောက်ကောက်ခုံဥဆောင်ရတိုင်းမဲ့ရွာထဲဝင်လာတယ် တိမ်ပြီးတိမ်ကျော်ရက်ကကထိန်လှကိုဝင်ရောက်ကပ်ပြရင်ရွာရှိပိုင်းနဲ့နောက်ပိုင်းကိုခြားထားတဲ့ကလမကြီးထက်ကိုရောက်ခဲ့တယ်။ကလမကြီးပေမှာမျက်စာနေကြတဲ့ကျွဲဥကြီးတွင်မှကျွဲတကောင်မှကထိန်ခင်းသောလူအုပ်ကြီးကိုကြည့်ပြီးနှာတမုံမုံချွတ်တဝင်းဝင်းခွာချက်ပြီးတော့စောက်ကြည့်နေကြအောင်တွေ့ရတယ်။ဒါကတော့ကျွဲရုပ်တွင်ကနေတဲ့ခင်ဝင်းကလူများရဲ့တယောက်တစ်ပုတ်စကားသံမှကြားပြီးတတိထာမီလူ ထိုကြွဲကြီးကိုစာနောက်ဖို့စိတ်ကိုဝင်လာတယ်။ဒါကြောင့်မို့ကလမကိုစမကြော်သေးပဲကြွဲကြီးဘက်ကိုလှည့်ပြီးဂျိုဝင်းခွားတစ်ချက်ချက်နဲ့ဆန်ခေါဟန်ပြုတ်တယ်။ဟာငမောက်ကြီးအရင်စိတ်ဝင်ပြီးပြေးလာပြီးဟဲ့ပြေးကြပြေးကြငမောက်ဆိုတာကြွဲကြီးနမယ်ဒီနဲ့တဝိုက်ရှိကြွဲများအတွင်းအကောင်ကြီးဆုံးဂျိုကကမမောက်ကြွဲဖို့တကောင်ဖြစ်သဖြင့်ငမောက်လို့မိပေးထားတယ်။ဒါအောင်အလုံးသိတယ် ကထိန်လှက်တော်လူများမှာတချိန်ထိုးပြေးဝင်လာတဲ့ကြွေချင်းငမောက်တွေ့လို့ကြောက်လန့်တကြားထွက်ပြေးတယ်။ငမိုးအမိရာကြွေရုပ်တွင်ကနေသောဆန်ထုနဲ့မြမောင်လည်းလူအုပ်နဲ့တူတူရောထွက်ပြေးတယ်။မပြေးပဲရနေတာခြွေမူးကြွေရုပ်ကြီးပဲ။ကြွေရုပ်တွင်ကောင်းနဲ့ကနေတဲ့ခဝင်းကမပြေးဘူးအနာဝကတော့တားဖြစ်သူကြုပ်ဦးကလည်းပြေးမရဘူး။ခဝင်းတွေ့တာသူ၆လက်ရင်ကြွေချင်းငမောက်ထွက်ပြေးမယ်လို့ယူဆထားတယ်။ဒါကြောင့် ခမဲဟန်တပြင်းပြင်းနဲ့ခြေကိုဆောက်ကြောရုတ်ခေါင်းကိုရမ်းပြီးတော့ကြောရဆင်ငမောက်ကြီးကိုခြောက်တယ်တိုးတော့လဲငမောက်ကြီးမှာမပြေးတဲ့ပြင်ခြွေမိုးကြောရုတ်ကြီးကိုတကယ်ကြွယ်စစ်တဲ့နဲ့အာခုံသုံးပြီးတော့ပြစ်ဆောက်ပြီးဂျိုးနဲ့ဝှက်ရန်တယ်ကြောရုတ်တွင်မှာခင်ဝင်းရဲ့အော်တန်ကြီးထွက်လာတယ်ငမောက်ကြီးရဲ့ဂျိုးချက်ချောက်ကြောရုတ်ခေါင်းကြီးပြက်စီသွားတယ်ငမောက်ကြီးမှာအာရဟံမရှိသေးဘူးအယုတ်တွင်မှာလှုပ်လှိမ့်နေတဲ့ခင်ဝင်းကို ချုံနဲ့အယပါယခတ်တယ်။ကြွေရုပ်ကြီးရဲ့နောက်မှာရှိနေတဲ့ကျုံဦးမှာဖခင်ကိုမဆွဲနိုင်တော့ဘူး။အယုတ်တွေမှထွက်ပြီးတော့လွတ်ရကြွရောက်ထွက်ပြေးရတယ်။လူအုပ်ကြီးမှလည်းစက်ရိုင်ဝင်နေတဲ့ကြွချင်းကမောက်နာကိုမကတ်ရဲဘူး။အဝေးမှကြည့်ပြီးခင်ဝင်အန်တရဲကင်းပါစေလို့သာဆုတောင်းပေးနေကြတယ်။ခင်ဝင်းနဲ့ကြွယုတ်ကြီးမှာကြွယ်ကြီးရဲ့ကြိုဖြားဝဲကာခဏပပြီးတော့ပြန်ကြလာတော့ ညရသူပေါင်းစိတ်မချမ်းမြေစရာထိတ်လန့်စရာပဲအတန်ကြာတဲ့အခါကြွရုပ်တွင်မှခင်ဝင်းမလုံမချမ်းညင်သက်ခဲ့တယ်ထွက်ခါငမောက်ကြီးကျင်တ်တော်ဟန်နဲ့အံဝဲခန့်အော်တန်ပြုခေါင်းမောခွာချက်ပြီးမူလာနရကိုပြန်ပြီးတော့မြက်ကိုသားငုတ်စားတယ်ငမောက်ကြီးညင်သွားမှကထိန်ပွဲတွင်မှလူများမွေးမရဲပျက်စီးနေတဲ့ကြွရုပ်ကြီးတွင်မှခင်ဝင်းကိုဆွတ်ထုတ်ကြတယ်ခင်ဝင်းမှာတန်ရာတန်ချက်ပလက်ပွားသွေးတန်ရရဲ့ညင်သက်နေပြီး ခင်ဝင်းကိုတဲပြီးရွာကို အမြန်ပြန်လာခဲ့တော့လေခင်ဝင်းရဲ့တဝိညာဉ်မှာ လမ်းမှာပဲခန္ဓာမနဲ့ဖဲခွာသွားခဲ့တယ်။ကထိန်လှည့်ဝဲကိုရမရဘူးကြံရှိတော့ဝင်မိုးကြောရုပ်တရုပ်ထဲနဲ့သာဆက်ပြီးတော့လှည့်လေရတယ်။ဒီလိုဖြစ်ရတာရွာတော်ရှင်နောက်ကိုခွန့်တောင်းကြတော့ခြင်းပြုလို့ယူဆမိတယ်။ကတော့ပွဲများချက်ချင်းပြင်ပြီးရွာတော်ရှင်နတ်နံကိုအမြန်သွားပြီးတော့တောင်းပန်ရတယ်။ခင်ဝင်းရဲ့ဖြစ်ဆိုမှာ မတော်တဆဖြစ်လို့ကြွဲခတ်တာလားအစင်လာဖြစ်တော်ရွာစီကိုမထီမဲမြင်ဖြစ်ပြုတ်ပြင်ဖောက်ဖြစ်တော်ကြောင့်တန်ခတ်ကျင်ခံရတာလားဆိုတာခြေနဲ့တိုင်ကြွာကလူတွေရဲ့ပဆက်ပြာမှာပြတ်စမှတ်တွင်နေဆဲပဲချွေလုံးရဲ့ချက်ခမဦးအောင်မင်းဟာချွေလုံးကိုတဖြစ်တတောက်ဆုနေသည်မှာမနဲ့အရာထားကနေအခုမွန်လဲထိပဲမနဲ့ထမင်းစားနေစမှလဲဦးအောင်မင်းရဲ့စနေဒေါ်လာကပင်နန်းကြီးလာလို့တားယူရတယ် စနီးဖြစ်သူမညိုကချွေလုံးမျက်နှာကိုကြည့်ပြီးစိတ်မကောင်းဖြစ်တယ်။ချွေလုံးကအိမ်မနေတတော်ကိုထွက်လာရှာလမ်းမှာငတင်းနဲ့တွေ့ပြီးတော့နှစ်ယောက်တူတူတတော်ကိုရောက်ခဲ့တယ်။ချွေလုံးမှာထရေတမျိုးနဲ့အမဲကျဖို့တပကံကိုတတဲမမှတ်ယူပြီးတော့ခလန်လန်ကြီးထမင်အဝဲငတင်းနဲ့တူတူထိုင်တော့တယ်။ငတေးရဟဲ့ကောင်ငလုံးမင်းမျက်နှာလည်းမကောင်းပါလားမိမနဲ့ရံဖြစ်လာလို့လားမေတော့ချွေလုံးမှာ မိမနဲ့မဟုတ်ဘူးကွာရွက်ကတိနဲ့ဘလို့ဖြစ်တာလဲအိမ်ဘွားနှင်ချပြီလားအေးနှင်ချရင်တော်သေးတယ်အခုတော့ငါသာထွက်မလာရင်ဘလောက်တောင်ပြောခံရမလဲမသိဘူးအမြုပ်တွေတောင်ထွက်မလာမသိပါဘူးပြောပြီးအမခွက်နဲ့ခတ်တဲ့ပင်ကြရဲ့ကို အကုန်မော့တော့တယ်အမဲချောက်ကိစ္စရယ်ဘလို့ဖြစ်ရတာလဲငတေးမှာစစ်မကောင်းစွာမဲတယ် သူလည်းတစ်ခွက်ခတ်တော့ပဲအမီးခုတ်ကောက်ယူစားတယ်ဖြစ်ပုံကတီးလို့ဟဲ့ခြေလုံးပြောပြတယ်ဦးအောင်မင်းကတမတ်ဖြစ်သူခြေလုံးကိုအင်းအောင်မှာတမန်တလင်းခင်းဖို့အုတ်ကျိုးတဲဘီလက်မြင့်နဲ့ကြောက်စလက်များကိုဝယ်ခိုင်းတယ်ခြေလုံးလည်းဘီလက်မြင့်ကြောက်စလက်အုတ်ကျိုးများကိုဈေးမေးပြီးတော့တဲဝယ်ဖို့အတွက်တဲရောက်တဲ့ဆက်များကိုသွားပြီးတော့မင်းမြန့်ပြန်ရပဲကောက်နေတော့ဆိုင်နဲ့ကကြည့်ဖြစ်လို့တဲနှစ်ချင်းမှသာပို့နိုင်မယ်လို့ဆိုတယ် ဒါကြောင့်မို့လို့ပြန်လဲလာစင်မှာတဖိတ်ဆက်မှာပြန်လာတဲ့ဖိုးထော်နဲ့လက်မတွေ့တယ်။ဖိုးထော်မှာပြန်နောက်လိုက်ဖြစ်လို့တဲလို့တဲ့ကိစ္စကိုပြောဖြစ်တော့ဖိုးထော်ကသူ့လုံမှာတဲတချင်လာပုံနေလို့တချင်းခန်းရနိုင်ကြောင်ပြောပြီးမနှက်ပြန်ဆော့ဆော့မှာကုနှောင်းဖြစ်တဲ့ကိုဆော့ဆော့တင်ပြီးတော့ကြံပစ္စည်းတွေကိုနောက်မှတင်ရင်ဆောက်လို့ရဆိုင်မှာဆောက်နေဖို့ချွေလုံးကိုညှိနှိုင်ပြီးတဲတချင်အပီအငိမ့်စက်တတောင်ခွဲပြေးညှိနှိုင်ခဲ့တယ်။ နောက်တနေ့ချင်းနိုင်လောက်မှာဖိုးထော့ပါလာတဲ့တက်တင်ထားတဲ့ကွန်တောင်းအိမ်ဆောက်ပစ္စည်းဆိုင်ချင်းမှချက်ပြီးတော့ချွေလုံးနဲ့တူတူဘီလက်မြေအုပ်ကြုံနဲ့ကြောက်စလစ်များကိုထပ်တင်ပြီးအိမ်ကိုမောင်းလာတယ်။ဖိုးထော့ကပစ္စည်းများကိုကူချပေးပြီးတက်တဲ့ချင်းဖိုးငွေကိုယူပြီးပြန်သွားတယ်။ချွေလုံးကြွတင်မှထားတဲ့ပယံဆရာနဲ့နေဆာနှစ်ယောက်တို့အင်းအောင်ရှင်မှာတမန်တလင်းခင်းနေပယံဆရာနဲ့ဖွဲ့ကပုတ်ပြက်လုပ်ပေးခဲ့ရညာခုနှစ်နိုင်တွင်မှပြီးစီခဲ့တယ် ပယံစရာခင်ထားသောတမတလင်းကို ရှင်နဲ့နဲ့ဖြန့်ပေးရန်ပြောပြီးလောက်အားကချင်းယူပြီးတော့ပြန်သွားတယ်။ညကိုနိုင်လောက်မှခြေလုံးရှည်လောက်ပြီးတော့အိမ်ဖို့တက်ခဲစဉ်ဇနီးသက်မှာတီဗီဆက်လံတွေကြည့်ပြီးတော့တချို့ချို့ငုတ်နေလျာပယ်ဆက်လံတွေမှာဘာဖြစ်နေလို့ရဲရဲမစင်နဲ့ဖြစ်နေသည်ကိုသိလို့လို့တီဗီကြည့်တယ်မညှို့ပြီးမှခြေလုံးဝင်ထိုင်တယ်။ရှောက်ခမကြီးတို့လင်မယားအဲ့ရဝင်ဖို့အခန်းထဲဝင်သွားပြီ ခုနှစ်တန်းချောင်းသူတက်73နှစ်ရှိသေးသောသမီးလေးမှာစာမေးပွဲနီလို့စကြက်နေမညို့ဟာမျက်ရည်တွေစိတ်ကြနေလို့စရှင်တဲ့စိတ်နဲ့မညို့ကိုဆွလဲ့လျာမညို့ရဲ့မျက်လုံးကနှီးရဲပြီးမိဝဝင်တောက်မတက်ပြူပြီးတော့ခြေလုံးကိုဆောက်တုံတော့တလန်လောက်လွင့်သွားတယ်။ဒုံကနံအိမ်လေတိုင်းနဲ့ဆောက်မိပြီးခြေလုံးမှနာလဲနာအလဲအံ့ဩတယ်။ယောက်ကမလစ်မရ။ဟဲ့ဘာဖြစ်တာလဲ။မေးပြီးတော့ထွက်လာတယ်။စကြက်နေတော့တမီးရလဲ။ ဲ့ခံထဲမှာပြစ်ထွက်လာတယ်။မညိုဟာသပင်ဖရဖြစ်သွားပြီးတော့လူတွေကိုပြစ်ထုပြတ်တဲ့ကြည်တယ်။ငါမြေပုံပေါ်ကတဲရဲကိုယူလာတဲ့ပြင်တင်ချိုင်အဝင်လမ်းမကတဲရဲကိုလည်းထက်လာတယ်။ငါမြေပုံပေါ်ကမြေကြီးတွေကိုလည်းကျုံထက်ပြီးတော့ငါ့ကိုခေါ်လာတဲ့အတွက်နန်တို့စီမှနေရတော့မယ်။ငါအခုအမဲသားစားချင်တယ်။ငါ့ကိုပြတ်မပုတ်မချင်းနေ့တိုင်းတနေ့ကို50တာကျွေး ကြွရမယ့်နေ့ကနင်တို့အိမ်တော်ကအမှိုက်ကျင်းထဲမှာလာထားပဲငါကိုမနေစေချင်ငါတဲတွေကိုငါမြေကြီးတွေကို ပြန်ပို့ပဲကြုံလာတဲ့ကောင်သိတယ်ပြန်မပို့မရှင်အမေသားမကြွလို့ရတော့တယောက်ပြီးတယောက်တင်းကြရင်ခေါ်သွားမယ်ကြားကြလားအတန်နဲ့ကြည့်နေဆူဆူဝါဝါအော်ပြောပြီးတော့မညို့မှလဲကြသွားတယ်ဦးအောင်မင်းလည်းတက်ကိစ္စနဲ့ပတ်သက်ပြီးခြွေလုံးကိုမေတော့ခြွေလုံးကတဲဝဲလို့ရှားတော့လဲကားခက်ခဲရှိခြင်း တက်နှက်ချင်းမှာရှောင်းပဲနှက်မိဖြစ်သောကြောင့်ဖိုးထော်ကသူ့ရဲ့လုပ်ငန်းခွင်မှာပုံနေတဲ့တက်တချင်းကိုဝယ်ယူရခဲ့လို့ဖိုးထော်ကိုမကြည့်ပါအောင်မဲလို့ပြောပြီးသူနဲ့ဖိုးထော်တက်ကိစ္စညှိနှိုင်းမှုကိုပြောပြတယ်။ဦးအောင်မင်းလည်းမကျင်တတ်တော့လဲတက်ကိစ္စကိုတရေမပြောသွားတဲ့အချိန်ဟုံမဟုတ်ကကနနသိဖို့ချွေလုံးကိုမနှက်ပြန်ဖိုးထော်ကိုသွားမေးရန်ပြောပြီးတော့တိုင်သားလုံးအယဝင်ခဲ့တယ်။ နောက်တနေ့မနက်စောစောမှခြေလုံးဖို့ထုတ်ကိုသွားတွေ့ပြီးတော့လက်ဖေးဆိုင်ကို ခေါ်လာပြီးတော့မညို့ကိုတရေမှာဝင်ပူးပြီးပြောသွားကြောင်းကိုပြောပြတော့ဖို့ထော်ပါငါတို့လုပ်ငန်းခွင်ကပိုတဲ့တရကျင်းမက်လောက်ပဲရှိတယ်တရနည်းနည်းလွတ်နေလို့ပယံသမားမျိုးမြစ်ကတင်းချိုင်းမှာအုတ်ကုလုံးလို့ပိုနေတဲ့တဲတွေရှိတယ်အဲ့လိုပြောတော့အဲ့နဲ့သွားတဲ့ကြတယ်တဲကမလောက်တည်လို့တင်းချိုင်းအဝင်လမ်းပေါ်ကရော့ ကူပေးရမြေပုံပေါ်ကပါရှူလိုက်ရတယ်။ငါလဲပပါတယ်ကွာ။ဘာမှမဖြစ်တော့ဘူးထင်ခဲ့လို့ပါ။တောင်းပန်ပြောတော့ချွေလုံးမ။မင်းတို့တဲယူတာကိုအပြစ်မပြောလို့ဘူး။မင်းလူတွေကမြေပုံကမြေကြီးတွေကိုပါကြုံယူလာတာ။အဲ့ဒီမြေပုံကတရေမှာကအင်ကိုလိုက်လာတာ။အဲ့ဒါပြဿနာပဲ။အဖိုးကြီးကညာကရောခုရောမနဲ့ရောငါ့ကိုပုံလို့မစုံဘူး။ ပြောပြီးဖြစ်မှန်ကိုသိရတော့ခြေလုံးပြန်ခဲ့တယ်။ခြေလုံးကဥအောင်မင်းကိုအဖြစ်ပြက်ကိုပြောပြတော့ချက်ချင်းပယံဖွဲ့မှလုတ်သမားနှစ်ယောက်ကိုခေါ်ပြီးတမန်တလင်းခင်းထားတဲ့အခင်းတွေကိုပြန်ဖြက်ပြီးဖြက်ပြီးသားအုတ်တဲ့ကြောက်မြောက်ကိုအိမ်ချင်းမှပုံနေ။နေ့လက်တနိုင်ခန့်မှအားလုံးဖြက်ပြီးသွားတော့ကိုနောင်နေစင်းငါပြီးမြေစာတွေကိုပြန်တင်းတင်ချန်ခုံးကိုသွားပို့စေတယ်။ခြေလုံးပါလိုက်သွားပြီးတော့မြေပုံနဲ့လမ်းများဘော့ကိုပြန်ခင်းပေးခဲ့ရတာ။ ညနေ9:00နိုင်ထိုးမှပေးတယ်။တော်လှလည်းတရားမှပြောထားတဲ့အချိန်အမဲသား50တားဝယ်ပြီးတော့ဟိမ့်ချက်ပြီးထမင်းနဲ့တူတူခြံတော့ကမှိုက်ခြင်းမှာဖနဲ့ပုံပြီးတော့တရားမကိုလာပြီးတော့စတောက်ပါရင်ပြောပြီးသဲရီမြေကြီးတွေကိုလည်းပြန်တူးရှုပြီးတော့မြေပုံပေါ်နဲ့လက်မပေါ်မှာပြန်ထားလိုက်ပြီးဖြစ်ကြောင်းကိုတဖွာဖွာပြောဆိုတောင်းပန်တယ်။ထုံညာတရားမဝင်ပူးခြင်းနောက်ချက်ရှင်မရှိတော့ တိုင်သားလုံးဖျားချစ်ကို အမြဝဲ့ပြီးတော့ခလန်းလန်းနဲ့ပဲအိတ်ဆက်ခဲ့ရတယ်။ဦးအောင်မင်းမချွလုံးကိုပြစ်မပြောတော့ဘူး။ထပ်ပြီးတော့အောက်သဲကြက်စလက်ပီလက်မြေတို့ကိုဝဲဖို့ထပ်မှန်ပြီးတော့လှွတ်တော့ကာကြီးနဲ့ပဲပြစ်စီအားလုံးဝဲလာပြီးရမန်နေရပယံဖွဲ့ကိုပဲတမန်တလင်းပြန်ခိုင်းခိုင်းနေ။ညနေ6:00နာရီမှာအားလုံးခင်းချင်းပြေးတယ်။ဦးအောင်မင်းလည်းလောကမဲကတည့်ရမတွက်လဲ မနေ့ရက်တိုင်းအမဲသား90သားကိုချက်ပြုတ်ပြီးတော့သွားကျွေးစေတယ်။ဦးအောင်မင်းနဲ့ဒေါ်လာမဆရာတော်ကျောင်းကိုသွားပြီးဖြစ်ပြက်ပုံအလုံးစုံကိုချက်ထားတော့ဆရာတော်ရဲ့မိမချေရညနေ၄နာရီတွင်အိမ်မှာတန်ခါတော်၅ပါးပင့်ပြီးလှူဒန်းတရားနာပြီးပိတ်တရားများကိုရွှတ်ဖက်ပြီးတော့ကမောကဖတ်ရှင်။တရားမှာတွေ့အလှူပေးခြင်းများကို ပြုလုပ်ခဲ့လို့တရင်သားလုံး၁၂လုံးချင်းလင်းသွားစေတယ်။တရားမှာတည်လဲဘလို့မမနှောက်ချက်တော့ဘူး။ လိုပဲဖြစ်ပါစေချွေလုံးနဲ့တရားနာသူများဖို့တင်ကန်းစာတစ်ခုရခဲ့တယ်။ဥပမာနဲ့ဒေါမိတို့ဘဝကျန်းလာတယ်။တနေ့တနေ့ငားချဖားချအားတဲ့ချိန်မှာသူများခိုင်းရင်အဝတ်ချော်ထင်ခွဲရစတတ်တော့မရအကုန်လုပ်တယ်။တသမီနောက်ခံလည်းမရှိတော့အလုံးရရင်ရတဲ့အလုပ်ကိုအကုန်တင်ကြုံလုပ်တယ်။ရတဲ့ပတ်စုံကုတ်ကဆူတယ်။ နှစ်ယောက်စလုံးအသက်တွေမှာ၄၀ကိုဖြတ်ကျော်လာပြီသူတို့နဲ့ဒါထန်းနှပင်မျိုးနဲ့ကရွာတရွာမှာအိမ်တိုင်းအိမ်တိုင်းခြေတန်းခြေအိမ်အိမ်အောက်မှာအိမ်တိုင်းလွတ်လွတ်ဘဲမွေးကြက်မွေးတနိုင်တပိုင်းမွေးကြတာရွာတလေတော်အုံးမေကလည်းဘဲမွေးထားသေးတယ်အိမ်အောက်မှာလည်းအနေများတဲ့သူ့ဘဲတွေကအိမ်နောက်ဖေဘက်မှာခြံဆိုးပေမဲ့တော်အုံးမေကအိမ်အောက်ထဲကြတော့သူတို့စားခြင်းစားကြံတွေကိုပြပြချပြီးတော့ဘဲတွေကလှလတ်ထိုးတယ် ဘော့ကိုလည်းထလို့ပေါ့အကြီးကတော့သူပြစ်ချတာငပိယူငပိကိုကိုတိုင်းတိတ်တယ်တနေ့ပက်လက်စားနေစဉ်တော်အုံးမေကငပိကြို့တာနဲ့အယိုးမှန်သမျှအောက်ကိုပြစ်ချတာသူအောက်ကိုပြစ်ချတဲ့အယိုးတွေကပတ်တော်တဲ့ကို ရောက်ပြီးအဲ့ဒီပတ်ထဲကိုဘဲတွေကတပြက်ပြက်နဲ့ထိုးတန်ကိုကြားရတာကိုတော်အုံးမေကျင်နေတယ်နေ့တိုင်းတော်အုံးမေငပိကြို့ထားတဲ့ ရိုးမှန်သမျှအောက်ကိုပြစ်ချတယ်။သူ့အောက်ပြစ်ချတဲ့အရိုးတွေကပတ်တော်တဲ့ကိုရောက်ပြီးအဲ့ဒီပတ်ထည်ကိုဘဲတွေကတပြက်ပြက်နဲ့ထိုးတဲ့တောင်းကြရတာတော်အုံးမေကျဉ်တ်တယ်။တော်အုံးမေသူ့မွေးထားတဲ့ဘဲတွေကိုตาသမီးဆက်တပြေးခခေါ်ပြီးတော့ကိုစကားပြောနေတာကြားရသူတိုင်းပြုတ်စစ်စစ်။ဒီနေ့မှာမမျော်လင့်ပဲကင်ကြမသူတို့စီကိုရောက်လာတယ်။ပြမအောင်မေမူလဲလို့ဟုတ်လား။ တိုင်းထောက်နေရင်ဥပုတယောက်ငါးများတန်းတွေအကုန်ချထားခဲ့ပြီးရွာထရစေကန်းကိုအပြစ်လိုက်ခဲ့တယ်။ဟိုရောက်တော့ကိုပုရေတော်တို့ဝမ်းသာရပြီ။ပေါ့လဲဆရာမကျွန်တော်နားမလဲဘူး။ကျွန်တော်မိမရောကျွန်တော်မိမရောဆရာမဘာဖြစ်တာလဲ။ဘာမှမဖြစ်ဘူးတော့မိမမှာကိုဝင်ရှိနေပြီ။ဘလို့ဒီတခါလန့်သွားတာ ဆရာမ။အိုတော်ကိုပုလှန့်တာ။တောင်းပန်ပါတယ်ဆရာမရဲ့။ကြောက်ကြောက်အံ့ဩလို့ပါ။တော့အံ့ဩတယ်ဟုတ်လား။ကြောက်လဲလှန့်ပြီးတော့တည်သွားလို့တော့ကလေးကိုမမွေးနိုင်ပဲနေအောင်မယ်။ရွာကန်တာဖဆရာမနဲ့ကတော့တရွာလုံးရင်းနေပြီးသားရွာသူရွာသားတွေဖျားတဲ့နာတဲ့ဆိုရင်လေဆရာမတောင်းရင်ယူပေးနေကြ။ကိုပုရောဆို တတို့လင့်မရနေမကောင်းဖြစ်ပြီဆိုရင်ဆီယမ်မဆင်းမှာပဲဆဲသွားอยู่တောက်နေကြအခုလိုအသက်40ကျော်မှခလေးရမယ်ဆိုတော့ကိုပုမဝမ်းသာမဆုံးတပြုံပြုံအုံးမေနေသာထိုင်သာရှိရဲ့လားရပါတယ်တော့ကျုပ်ကိုဆီယမ်မဆစ်ထိုးပေးထားတယ်တော့ပါသာတော့အလုတ်တော်လုတ်ပါအေးပါကွာမင်းတို့အိမ်လိုက်ပုတ်ပေးမယ်ပြီးမှငါကိုင်းထောင်လာတဲ့စီကိုပြတ်မယ် လာလာပြန်ကြစို့ဆရာမခွင့်ပြုပါအောင်ပြန်တော့မယ်ကောင်းပါပြီတဲ့တော့မအောင်မေကျမတောက်ခိုင်းတဲ့စီကိုပုံမှန်တောက်နော်တတောက်တတလည်းနေဘဲချန်တွေထဲလည်းတင်းဝင်ပြီးတော့ကုကုံကွားမလုံးနဲ့ဟုတ်ကဲ့ဆရာမစိတ်ချပါစိတ်မချရဘူးတော်ရဲ့တော်တန်မငယ်တော့ဘူးဟုတ်ကဲ့ပါဆရာမရဲ့ကပူကလည်း ဟုတ်တယ်မအောင်မေမင်းမပေါ့မပါနဲ့ဒီနေ့ကစပြီးတော့ဘာမှမလုပ်နဲ့အိမ်မှာထမင်းဟင်းချက်ယွန်ကားလွှဲပြီးတော့ဘာမှလုပ်စရာမလိုဘူးဒီလိုနဲ့ကိုလလည်းရှောက်ရောကိုပူတို့အိမ်မှာတာဖားစရာမရှောက်ကိုပူကလည်းတသမျှမသမျှဖះဆားကိုရွှတ်ပြီးအိမ်ချိန်မှာခေါက်တော့ခေါက်ပြန်လမ်းချောင်းနေပြီးတော့အိမ်နီးနားချင်းတွေဖြစ်တဲ့ဒေါမယာနဲ့ပူစုမတို့နှစ်ယောက်ကလည်းဝမ်းကူလှုပ်ပေးဖို့အတွက်အိမ်ထဲမှာရှိတယ်အားဆိုင်နေမအောင်မေး ဘာမှမကြောက်နဲ့ကျမရှိတယ်ညှစ်ထားခလျားထွက်တော့မယ်အားလုံးစင်ပြေသွားလိမ့်မယ်ဆီယာမားသာအားလုံးအစင်ပြေသွားမယ်ဆိုပေမဲ့ဒေါအုံးမေတယောက်ကြောက်တာတော့အမှန်ပဲသူများတွေပြောတဲ့သွေးပေါက်နဲ့ဆူလာပါလာသုံးရက်လောက်ဖြစ်နေတာဒီနေ့မနက်မှဘိုက်ကနာပြီးမွေးချင်တာအဲ့လို့ဆိုတော့ဒေါအုံးမေစိုးရိမ်တာလည်းမမှားဘူးဆီယာမားကတော့လှဲစင်စင်ပြင်ခိုင်းထားပြီးပြီဒီလိုနဲ့ တမနဲ့လုံးနာတဲ့ပိုက်မနဲ့စတနိုင်ထို့တော့ဆီယာမအတန်ထွက်လာတယ်။မွေးပြီးဟေးမွေးပြီးမိန်ကလေးမိန်ကလေးကျုပ်ကျုပ်ပြောတာကြားလောက်ကိုပုကြားပါတယ်ဆီယာမကျုပ်ဝမ်းသာလုံလို့ပါ။တမီးလေးတမီးလေးပေါ့ဆီယာမကျွန်တော်မိမကောခလေးကောစမ်းမရလားခလေးရကိုလည်းအင်ကဆုံရလားဘာဖနှက်ပေါင်းရှိလဲဆီယာမ ဖြစ်ဖြစ်မိပါကိုပုရဲ့လူကြီးရောကလေးရောကြမ်းပါတယ်ခုနပေါင်းနဲ့ချက်အောင်စကလေးလေးကချစ်စရာလေးဒါဒါပေမဲ့ဒါပေမဲ့ဘာဖြစ်လဲဆရာမတော်တော်ပြောစမ်းပါရှင်မိနစ်တည်းကြာသွားလို့တွေ့တက်နေအောင်မယ်အဲ့တော့မှလေတန်လေးနဲ့ကိုပုကမေးချတယ်ဘာဖြစ်လို့လဲဆရာမပြောစမ်းပါအောင်ကြိုးရင်တွေပူလာပြီး ကလေးရဲ့လက်ဖွာတွေမှာနှစ်ဖက်စလုံးတံရတွေနဲ့ဆူးရဲချစ်မိထားတယ်လို့လို့ကွက်ထားတဲ့နေရာတွေအများကြီးပဲဘလို့ဖြစ်တာလဲကျွန်တော်တမီလေးရကူမလောကကြီးတဲကိုဆက်ရောက်တာဒုက္ခတွေကကပလာပါလားကိုပုတော်တော်တော်ပြောတော့မိမသိသွားရင်နိုးလန်းတာတို့ခေါင်းကိုက်တာတို့တွက်တက်တာတို့ဖြစ်သွားမယ်အဲ့တော့မှတပူပေါ်တပူဆင်းဖြစ်နေမယ်လောလောဆယ်ဆယ်မအုံမင်းကိုပေးမသိနဲ့အနည်းကိုလုံအောင်ထုတ်တာ သူ့ကိုအနှိမ့်မဖြစ်ခိုင်းနဲ့ဟုတ်ပြီလားဒါကံကံရဲ့အကျိုးတွေပဲကိုပု ကိုစိတ်ကိုကိုဖြစ်တာဒီလောက်လေပဲမို့တော်သေးတယ်လို့သာအောက်မေ့ထားပါကိုပုရဲ့ကဲမမများတို့ကိုကျမတတ်ရမယ့်စေတွေကိုလောက်ပေးရမယ့်ဟာတွေကိုမှာခဲ့မယ်ကျမပြန်အောင်မယ်လိုရာရှိရင်တခုဆိုရင်ကျမစီကို အချိန်မရွေးလာခဲ့ဟုတ်ကဲ့ပါဆီယမရဲ့ကျေးဇူးလည်းတင်ပါတယ်ရတယ်ရတယ်သွားပြီး ဆရာမကိုယ့်လွယ်အိတ်ကိုယူပြီးတော့ပြန်သွားတယ်။တမီလေးဖြူတမီလေးကို ဖြူလို့နာမည်ပေးတယ်။တမီလေးရထူးခြားတယ်။ခလေးပိပိအရန်ဆော့တာတို့ကဲတာတို့မရှိတခါတလေအိတ်ချထွက်ပြီးတော့အတက်ဆင်းမထိုင်ပြီးအဲအောက်ထဲကိုကြည့်ကြည့်ပြီးတော့မျက်ရည်တွေကျတက်တယ်။ထွာခါမိခင်ကတမီဘာဖြစ်လို့လဲမေးရင်မျက်ရည်တွေကိုတုတ်ပြီးတော့ခေါင်းခါတယ်ဘာမှမေးမရဘူး တော့ပူကလည်းသမီးလေးရဲ့လက်လေတွေကြောင့်စာရင်းနှိမ်ပါမလားဆိုတာကိုအမြဲတမ်းပူရတယ်။တစ်ခါတစ်ခါအိမ်အောက်ကိုငုံငုံကြည့်ပြီးတော့သမီးလေးကငုံငုံနေတယ်။ဘိုက်တွေဘာတွေများအောက်လို့လားဆိုပြီးတော့လေးစေးလေးတိုက်လိမ့်စေးလေးလိမ့်ပြီးလှုပ်တယ်။တဖြည်းဖြည်းသမီးလေးနှစ်နှစ်ခွဲလောက်ရောက်တော့စကားစပြောတယ်။မပီကလာပီကလာနဲ့အဖေအမေစပြီးတော့ခေါ်တယ်။သမီးလေးလက်ကလေးတွေကတော့တရားလေးတွေကနေအမရွတ်လေးတွေပြစ်နေပေမဲ့ တခြားပေါပပပပစ္စည်းတွေကိုတော့စုတ်ကိုက်နိုင်တယ်ဒီလိုနဲ့လင်းနစ်ပြည့်တော့တမီလေးကိုရွာထဲရာမူချိုတင်တဲ့အိမ်မှာမူချိုသွားထားတယ်တော်သေးတယ်တမီလေးရခဲတံကိုတေချာကိုက်နိုင်တယ်စာရေးနိုင်တယ်လင်မယားတွေဝမ်းသာကြတာပေါ့ဒီလိုနဲ့တနေ့တမီလေးရအိမ်ချင်းမှာစောင့်နေတော့တမီရေသမင်းစားမယ်လက်ဆေပြီးတော့အိမ်ပေါ်တက်ခက်တော့လည်းဒီမှာမပြီးသေးဘူး တော့သမီးကငပိကျူပိတဲ့အချိုးတွေအောက်ချရင်စိုက်ကောက်တော်မူအောင်မဲအေမအုံမေရဲ့အဲ့ဒါဘာဖြစ်လို့လဲဆိုတာငါသိချင်တယ်မေးကြည့်အောင်မစကားပြောတော့သမီးလေးအိမ်ဖို့တက်လာတယ်ဖြစ်ရှင်တော့ဒေါအုံမေကငပိကိုအရေးစစ်ပြီးတော့အယိုးတွေကိုအောက်ပြချတော့တွေ့သွားတော့အမေအမေကိုအဲ့ဒါတွေအောက်မပြချပါနဲ့လို့အမေကထပ်ပြီးတော့ပြချနေပြန်ပြီသမီးရဲ့ ငပိယိုတွေအောက်ပြစ်ချတာငိုစရာလားအတင်းငပိယိုတွေကိုတမယာဘာလို့မလို့လဲဘာလို့ရှင်လို့လဲအဖေကိုပြောစမ်းဘာမှလည်းမလုပ်ဘူးဘာမှလည်းမလုပ်ချင်ဘူးအမေကငပိယိုတွေကိုအဲ့လိုပြစ်ချခဲ့လို့တမိလက်တွေဒီလိုမျိုးဖြစ်နေတာပေါ့ဘလို့ဘလို့တမိအမေကိုတေချာပြောစမ်းအမေကဒီငပိယိုတွေပြစ်ချလို့တမိလက်တွေဒီလိုမျိုးဖြစ်နေတယ်ဟုတ်လားတမိတော့ဦးမေအံ့ဩစွာမေးတယ် ဟုတ်တယ်အမေဟုတ်တယ်။အဲအောက်ထိုင်မှာနေရတာအရှင်ကတမီတယောက်တည်းမဟုတ်ဘူး။အောက်မှာအများကြီးရှိသေးတယ်။တမီလေးကပြောလဲပြောငိုလဲငိုနဲ့ဥပဝနောက်နောက်ထပ်ဘသူတွေရှိသေးလို့တော့တမီရဲ့အဖေတို့ခုပြောပြပါလား။ရှိသေးတယ်။တမီမသိတော့ဘူး။အများကြီးပဲအိမ်ပေါ်ကနေထမင်းတွေနဲ့ငပိယိုးတွေပြစ်ချရင်အတင်းလုပြီးတော့စားရတာ။ သမီးရဲ့လက်တွေကိုငပိယူတွေစူးပြီးတော့သွေးလဲထွက်တယ်။အဲ့ဒီလိုမျိုးအနာတွေဖြစ်ကုန်တာအယမ်းနာတယ်ဖေ။အော်ဖြစ်ရလေသမီးရဲ့။အဲ့ဒါအမေဖြစ်တွေပါ။မအုံမေရဲ့မင်းဖြစ်လည်းမဟုတ်ပါဘူး။ဆီယမပြောသလိုကန်ကန်ရဲ့အကျိုးပါပဲ။တရားနဲ့သာဖြစ်ပါကွယ်။သမီးလေးရလည်းငွေရင်းငွေရင်းမော်လို့ခြိုက်နေပြီ။ကဲသမီးတိုက်တော့နော်။နောက်ဆိုရင် အဖေတို့အိမ်အောက်ကိုလုံးဝပြင်မချတော့ဘူးဟုတ်ပြီလားမအောင်မေတမီးလေးပြောသလိုဆိုတို့ရဲ့အိမ်အောက်မှာဘာပဲဖြစ်ဖြစ်မကြွမလို့နိုင်သေးတဲ့သူတွေရှိနေတာတော့သိကြတယ်ရွာဦးကျောင်းဆရာတော်ကိုအကျိုးကျောင်းချုပ်ထားပြီးတော့လူပဲပစ္စည်းလေးတွေနဲ့အမျှဝေကြဆိုလားကောင်းပါတယ်တော့အဲ့လိုပဲလုပ်ကြတာပေါ့တကယ်လားအမေအမေတကယ်ပြောတာလားတကယ်ပေါ့သမီးရဲ့ ဘာလဲတမီးကပြောလို့လားတမီးကအမျှဝတ်တယ်ဆိုတာကိုရောသိလို့လားအမျှဝတ်ရင်အင်အားလူတွေထမင်းတွေအများကြီးစားရမှာလားအမေอืมထမင်းတွေလည်းအများကြီးစားရမယ်အင်ကြီးတွေလည်းဝေးရမယ်အင်အားမှလည်းမနေရတော့ဘူးအဲလက်လက်လေးလေးရမှာပေါ့တမီးရဲ့တကယ်လားအမေပျော်လိုက်တာဒီလိုနဲ့ဆရာတော်ကိုအကျိုးအကြောင်းချက်ထားပြီးတော့စွန်း သင်္ကန်းဆေးလှုပ်ပွဲဝတ္ထုစုစုကိုရည်စက်ချအမျှတမ်းပေးဝေခဲ့တယ်။ဥပုနဲ့တအုံးမေတို့လည်းအာကုတ္တရဲ့ကျွဆက်တွေကို ကြောက်ပြီးငါးချဖါချကိုမလုပ်တော့ဘူး။အရင်ကဥပုတို့အမေပေးခဲ့တဲ့ရွာထရာရှာကွက်လေးကိုပြင်ချင်းပြီးစားပင်တီးပင်းတွေကိုစိုက်ပျိုးပြီးတော့စားတော့နေထိုင်ခဲ့ကြလေတော့တယ်။ ာဆင်ပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။ရွာစည်းဆိုတဲ့ဇလံလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဆလတ်တင်ဆက်ပေးမယ်ဇလံတလေးတွေကိုလည်းမိတ်ဆွေများဆလတ်ဆောင်မြောက်အပေးကြပါအောင်လို့ပြောရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ရှင်။